တ်တက်ဘလိုကြီးကဘုဒ္ဓမဗျူဟာကိုသုံးပြီးတော့တကယ်နိုင်ငံတော်မှာအစိုးဆုံးသူရဲ့ကောင်အပီးတိတ်ကြတယ်အပီးတိတ်မှာအပီးတော့တော့သူရဲ့တပည့်အေဆိုတဲ့ကောင်လည်းစုံတော်ရတယ်မဲ့သူကတော့ဘာလို့ပြင်းပြင်းထန်ထန်ပြင်းရင်အားရတဲ့ပုံကြီးပဲလေရင်နာဖို့ကောင်းတယ်နော်ကရင်ပြည်နယ်ဟာရှင်းရှင်းပြောရင်အားလုံးကကရင်နဲ့နဲ့ကိုင်းနေတယ်သူတို့သူလီးတဲ့သူလီးနေတယ်တစ်နှစ်ဆက်ပေါက်ရမှာလို့ကရင်နေလက်သေးတဲ့ဆက်ထိုးတာနဲ့အဲ့ဒီစကိုကြီးကိုပြုတ်ပြီးပြင်းရတယ်ကျွန်တော်ပြောတာမဟုတ်ဘူး ဟိုင်းချရမီဘာပီတူညီကိုမော်ရမများအားလုံးပဲမင်္ဂလာပါ news beat channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ9ရက်နေ့ရကျွန်တော်တို့နေ့လယ်ပိုင်းဗီဒီယိုသဘောနေနဲ့ဒီနေ့နေ့လယ်ပိုင်းမှာတော့ဆုံချသေးတယ်ပေါ့နော်တော်လန်ဒရင်းကောင်းမြတ်ဆရာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သာဆုံကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေပထမဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲဒရင်းကောင်းဒရင်းတိုလေးတွေကြည့်လိုက်ရအောင်နော်အယုံဆုံးဒရင်းသဘောအနေနဲ့ကတော့တနင်္သာရီတိုင်းထဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီဟီတက်စကန်ကိုပြည်သက်တင်ပတ်ရရှိပြီးပြီဆိုတဲ့ဒရင်းကောင်းလေးပဲဖြစ်ပါတယ် တိခိစခန်းဒီနေဘက်တင်ပတ်ရရှိပါပြီ။နှစ်ဖက်ကြဆုံးလဲနဲ့ခဲတင်းစေရရှိမှု၊တုံပန်းဖန်းစေရရှိမှုတွေကိုတော့အတိမပြုတ်နိုင်သေးပါဘူးဆိုပြီးတော့မှ Force for Federal Democracy FFD တပ်ဖွဲ့အတောင်ရှိသူတွေကလည်းပြန်မပြောဆိုထားတာဖြစ်ပါတယ်။ အချမ်းဖက်စကောင်စီစကန်းကိုအပယ်လာနောက်ဆုံးပတ်ကနေစတင်ပြီးတော့တွန်လိုင်းပွန်တပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့နေ့စဉ်နီးပွားတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့လေးချောင်းနဲ့ပြစ်ခုတိုက်ခိုက်ရတာတွေရှိခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။တိုက်ပွဲတွင်စကောင်စီတပ်သား60ခန့်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးမှုတွေရှိခဲ့တယ်လို့ကျွန်တော်နောက်ဆုံးကြားသိရတာပေါ့နော်။ဆိုတော့အခုဆိုရင်ကျွန်တော်ဒီ TK စကန်းဆိုတော့တွန်လိုင်းပွန်တပ်ဖွဲ့နဲ့ဘုမာတိမ်ပရရှိသွားတာဖြစ်ပြီးတော့စခွေးနဲ့ရဲခိုးတွေအရဆိုတော့အခုချိန်ထိပေါ့နော်။ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်မှုတွေဆက်လက်ရှိနေဆဲလို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ ။နောက်ထပ်သတင်းကောင်းသဘောအနေနဲ့ကတော့ထိုင်းမြန်မာနဲ့စပ်နေကရင်ပြည်နယ်ဖန်ခဲလမ်းဝဲမျိုးနယ်ထက်ကတခေါ်ဘီခီစခန်းကိုကန်ယူနဲ့ပူပေါင်းတကတင်ခိုက်ပြီးတော့မှနေရချာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်စခန်းကိုစွန့်ခွာသွားကြတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ လိုင်ပွဲမျိုးနဲ့ဝေလမှုမေလာဒေတာနီကတခေါ်ဘီခီစကောင်းကိုကန်ယူတက်မဟာခွန်နဲ့ပူပေါင်းတက်တွေရနေပြီးတော့မှမေလာခွန်ရဲ့မနေ့ပိုင်းမှာစတင်တက်ခိုက်ပြီးတော့မှဒီနေ့မနေ့မှာဆိုရင်စကောင်းစီတက်ဖို့နေစကောင်းကိုဆွန့်ခွာထွက်ပြေးတော်လို့ပူပေါင်းတက်တွေရနေပြီးတော့မှတယောက်ရှင်းလင်းနေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်စကောင်းတဲ့အပြီးထွက်ပေါ်လာတဲ့ရုပ်တံပါတော့စကောင်းမှာကာယမျိုးသားအလန်တော်လွင့်ထူထားတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်တခေါ်ဘီခီစကောင်းတဲ့ပွဲကြောင့်မေလာနီချီရော်တွေကဒေတာခံပြီးသူ၄00နီပါထိုင်းပစ်ချောင်းကိုစစ်ပေးဆောင်ခဲ့ရပြီးတော့မှ ထိုင်းနိုင်ငံပိုင်တွေကနေပြီးတော့မှကုလုံခွင့်ပေးထားတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေခင်းမိုင်းမှာဆိုတော့ဗောနော်ဒီခေတ်စကားနဲ့တခေါ်ဘီခေတ်စကားကိုကျွန်တော်တော်လိုင်းရေးပူပေါင်းတဖို့နဲ့နေပြီးတော့မှတင်ပတ်ရရှိသွားတာပြီးတော့မှဒါကကျွန်တော်တော်ပိုင်းတိုင်းမှာဆိုရင်တော်လိုင်းရေးပူပေါင်းတဖို့မလေးရဲ့သူစစ်ရှင်တွေတဖြည်းဖြည်းမြင့်တက်လာတယ်ဆိုတော့လည်းကျွန်တော်ပြသနေတာပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်လည်းမျိုးသိမ်းတဲ့ဘွဲ့တွေစစ်လက်စင်ရဲနေဖို့ဗောနော်ရှိနေတာပြီးတော့မှကျွန်တော်ကော့ကရိတ်ပန်းစားတဲ့မျိုးတွေဟာဆိုတော့ကျွန်တော်အနည်းဆက်ဆုံးလို့ပြောရမှာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြံပါကတော့အခုဆိုရင်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှ necessity means တခြားကိုစတင်ထိန်းချုပ်ဖို့လွတ်ဆောင်တင်နေပြီဆိုတဲ့အကြောင်းပြောဆိုလာတဲ့ကိုစီရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။တောင်ပိုင်းမှာဖြစ်ဖို့လိုတာကတော့ကရင်ပြည်နယ်ရဆာပြီးတော့မြန်မာနိုင်ငံမြေပုံအောက်ပိုင်းအထိခုအပေါ်ပိုင်းမပါနိုင်အောင်မှကျွန်တော်နယ်စပ်ကိုစိုးမိုးဖို့လိုအပ်နေပြီ။ကော့တောင်းထိပေါ့နော်။အဲ့ဒါမှသာကျွန်တော်တို့ထိုင်းမှာရှိနေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့အနေထားကလည်း အဲအတက်ချူချောင်ရမယ်နောက်တစ်ခုကထိုင်းနိုင်ငံရဲ့အနေအထားမကြာခင်လည်းအပြောင်းလဲတစ်ခုဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ညင်နေရတယ်ပေါ့နော်အဲ့တော့အဲအပြောင်းလဲဖြစ်လို့ရှိရင်လည်းလက်ရှိတုံ့တွေ့နေရတဲ့မြန်မာတွေရဲ့အကက်ခဲအချက်တွေကိုအများကြီးပြည်တယ်တွန်းနိုင်တယ်လို့အဲမျှော်လင့်ထားတယ်အဲ့တော့အဲ့ဒီချိန်မှာကျွန်တော်တို့ဘက်ကလည်းနည်းမျိုးစိုးမိုးထားဖို့လိုအပ်တယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့အေအေနဲ့ကိုကြည့်ပါပထမချိန်မှာဘင်္ဂလားဒေ့ရှ်ကြီးအဲနိုင်ငံရဲ့ဟိုအုပ်ချုပ်ထားတဲ့အစိုးရနဲ့စကားပြောမယ်ဆိုပြီးတော့ခေါင်းမာခဲ့တယ်နောက်အေအေရဲ့တိုင်းတိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်တောက်လျှောက်အားလုံးကိုအေအေတိုက်ပိုက်နိုင်တဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်အစိုးရအေအေနဲ့ စကားပြောတယ်အခုဘယ်လောက်ထိဖြစ်လာလဲဆိုရင်အဲ့ရနေဇင်းညံလမ်းမှာဖောက်မယ်ဆိုနောက်ပြီးတော့အတီမပြုတ်နိုင်တဲ့တည်င်းနေအရာအမေရိကန်ကဘင်္ဂလားဒေ့ရှ်မှာစစ်အခြေစိုက်စကန်လုပ်ပြီးတော့ဘင်္ဂလားဒေ့ရှ်တမိုင်းဒီ၃ခုနဲ့ပေါင်းပြီးတော့ရခိုင်ဒေတာကိုရခိုင်နဲ့ချင်းဒေတာကိုလုံးဝထိုးမယ် no price ဆုံးဖြစ်အောင်လုပ်မယ်အဲ့ဒီအနေအထားကြီးတည်ရဒါတွေကဟုတ်လားမဟုတ်လားမဟုတ်ဘူးလို့လည်းဘယ်သူမှမပြောရဲဘူးဟုတ်တယ်လို့လည်းမပြောရဲသေးဘူးဘာမှမသိတဲ့တည်င်းနေထွက်ပေါ်နေတယ်ဒါပေမဲ့အဲ့တည်င်းကလှိုင်းလှိုင်းအောင်ထွက်နေတာမဟုတ်ဘူးလို့လုံးဝငင်းရဲလို့ဒီနေ့စဉ်ဒီမရှိသေးတဲ့အတွက်ဒါဟာဘာတွေလဲဆိုတော့ကျွန်တော်ပြောလို့မရသေးဘူးအဲ့တော့ဟိုပြောချင်တာကတော့ကျွန်တော်တို့ အဓိကပါလေကျွန်တော်နေမြင်ဆိုးမှုထားဖို့ကနံပါတ်1အရေးကြီးဆုံးပဲအဲ့ဒီအတွက်ဒီတောင်ပိုင်းတိုင်းမှာပြောခံနေရတယ်ပြောခံနေရတယ်ဆိုတော့အနေနဲ့တောင်ပိုင်းတိုင်းမှာရှိတဲ့အင်အားစုတွေကဒါနေမြင်ဆိုးမှုရအောင်လုပ်လုပ်ပြတယ်အဲ့တော့ထိုင်းနိုင်ငံနောက်ဆက်ကိုနေမြင်ဆိုးမှုလိုက်မယ်ဆိုကျွန်တော်နံပါတ်1အခွန်အခတွေကျွန်တော်တောင်နိုင်ရေးအတွက်စီစဉ်လာမယ်နံပါတ်2ကျွန်တော်နိုင်ငံတကာဆက်ဆံရေးမှာခုနကပြောလို့မျက်နှာကြောင်းလာနေတယ်เนาะအဲ့ဒါအရေးကြီးဆုံးပဲဒါကြောင့်မလို့ထိုင်းနိုင်ငံနောက်ဆက်ကိုတော့ကျွန်တော်တို့လုံးဝအင်တိုင်းအားတိုင်းလုပ်စီခြင်းနဲ့ဟို KNU အနေနဲ့ကအဓိကတောင်ပိုင်းတိုင်းမှာဦးဆောင်နေတာပေါ့အဲ့တော့ KNU မှာရှိတဲ့เนาะတပ်မှုတွေเนาะဒီဌာနချုပ်မှုတွေစသဖြင့်တပ်မဟာမှုတွေအနေနဲ့ တော်လိုင်းရုပ်တော်လိုင်းရင်းနဲ့တူအောင်ပြက်ပြက်တတ်တာအလုံးစုပေါင်းပြီးလုပ်ကြမှလို့လေနော် KNU မှာတက်မှတွေအများကြီးရှိတယ်အဲ့တက်မှတွေထဲမှာတယောက်ကတော့တော်လိုင်းလုပ်ရှင်တယ်တယောက်ကတော့စီးပွားရေးနဲ့စစ်ကောင်စီနဲ့ပေါင်းကျင်လုပ်နေလို့မရအောင်အဲ့တော့ပုံမှန်လင်းလင်းပြောရရင်တော့အလုံးနဲ့အတီးပြီးဖြစ်မှာပါဒီကရင်ထဲမှာကရင်ချင်းချင်းမညီလို့ကရင်ပြည်နယ်ဒီနေ့ချင်းလုံးမမြောက်တာကရင်ပြည်သူတွေကရင်အားရတပုံကြီးပဲဗျရင်နာဖို့ကောင်းတယ်နော်ကရင်ပြည်နယ်ဟာရှင်းချင်းပြောရင်အလုံးကကရင်လက်နက်ကိုင်တွေကတို့တစုစည်းတဲ့စုစည်းနိုင်ရင်တစ်နှစ်တစ်ချက်ဖောက်เสียမှာမလို့ကရင်နေလက်သေးနဲ့တတ်ထိုးတာနဲ့အဲ့ဒီစကိုကြီးကိုပြုတ်ပြီးပြေးရတယ်ကျွန်တော်ပြောတာမယုံလို့နော်ဒါပေမဲ့ကရင်ချင်းချင်းမညီဘူးတွေးခွဲခံတည်ထားတယ် ်စီးပွားရေးတွေနဲ့မျှကန်တည်ထားတယ်လုပ်ပိုင်ခွင့်တွေနဲ့မျှကန်တည်ထားတယ်နော်အဲ့တော့ကရင်ချင်းချင်းစူးစီးလို့မရဘူးအဲ့တော့ဘာဖြစ်လဲအောက်ထည်ကရင်ပြည်သူတွေဒုက္ခရောက်တယ်ကရင်စစ်ဘေးဆောင်တွေဒုက္ခရောက်တယ်ဒီပတ်ရောက်နေတဲ့ကရင်လူငယ်တွေနော်လမ်းစာပြောက်ဒါတွေကအင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့မျိုးဆက်တွေဒါကြောင့်မလို့ကရင်လူကြီးပိုင်းတွေအနေနဲ့ကိုမလုံနိုင်တဲ့ဘေးဖြစ်လိုက်လုံနိုင်တဲ့လူကိုနေရာပေးလိုက်အကယ်၍ကိုကနော်လုံနိုင်နေတဲ့ဆိုလို့ရှိရင်တော်နိုင်ရေးကိုတော်နိုင်ရေးတူအောင်ပြက်ပြက်တတ်တတ်လုပ်ကြမယ်အချိန်တိုင်းအဓိကစီးလုံးကြီးညှို့မှုတိစောက်နိုင်တော်နိုင်ရေးအတွက်အော်တိုပြီးွားနိုင်မယ် ော်အဲ့ဒါဒါကြောင့်မို့လို့စီလုံးညီမျိုးမှုအပိုင်းမှာ WiFi စောက်ပြီးမှာနေရတော့ Kotuli နေရတော့ KNU နေရတော့ KNN နေရတော့ KNU နေရတော့ PC နေရတော့ BGA နေရတော့ DGB အားရှုပ်ချက်ခံနေရောရှက်စရာကြီးမရှက်ကြဘူးလားဒီမှာကိုစီပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ခုဆိုရင်အာခတ်တော်ကြည့်ချင်းအဖြစ်သူတို့အနေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့စတင်ပြီးတော့မှဒီစစ်တွေမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့သိရတာပြီးတော့မှတောင်ပိုင်းတိုင်းမှာဆိုတော့ပေါ့နော်ကျွန်တော်တို့ DKN တပ်ဖွဲ့တွေကနေပြီးတော့မှချင်းချင်းစီလုံးညီညွတ်စွာနဲ့တက်ခိုက်မယ်ဆိုတော့စစ်ကောင်စီရောလည်းသူကိုဖြိုချနိုင်မှာဖြစ်ပြီးတော့မှတစ်ဖက်မှာကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိတဲ့ တာနာပိုင်တွင်နဲ့ကျွန်တို့ဘီတူဘီသားတွေရာဆိုတော့တော်တော်လေးကိုအနေအဆချီချောင်သွားမယ်လို့မျှော်လင့်ရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာစစ်ကောင်စီကဆိုတော့ဒီတရုတ်ရုရှားကူညီတွေနဲ့ပေါ့နော်ကျွန်တော်ပြည်သူတွေပေါ်မှာဆက်လက်ရုံမဖို့စ조사နေတဲ့အချိန်မှာအလိုဝင်ဝင်ပြီးတော့မှတိုက်ထိုးလိုက်မယ်ဆိုတော့ကျွန်တော်ရဲ့မျိုးမချက်ဖြစ်တဲ့စစ်ကောင်စီဖြိုချာရေးရာဆိုတော့လွယ်လွန်းတူကိုနဲ့အမြန်ဆုံးဖြစ်လာမယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပြီးတော့မှစစ်တိုက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။အဓိကအနေနဲ့ကတော့ကျွန်တော်ပေါ့နော်ဒီ necessity မြင့်တခြားကိုစုမထင်ချုပ်ဖို့လွှမ်းနေတာဖြစ်လို့ ပြီးသူအားလုံးတော်လိုင်းတဖို့အနေနဲ့သူပူပေါင်းပြီးတော့မှလှုပ်ဆောင်ရမယ့်ချိန်ရောက်နေပြီဆိုတဲ့အကြောင်းကျွန်တော်အခုဆိုရင်ထပ်ခါတလဲလဲကြားနေရတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျော်မြင့်မြတ်နဲ့သူတို့ရဲ့ဒီကျေးဇူးရှင်နိုင်ငံဖြစ်တဲ့ပေါ့နော်တရုတ်နိုင်ငံကိုနိုင်ငံကြီးတမပီတာဘူးဆိုပြီးတော့မှပြောင်းလဲပြောင်းစားပြောဆိုထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်ခဏခဏပြောရက်ကတရုတ်နိုင်ငံရဲ့နိုင်ငံကြီးတမပီတာဘူးရှိမရှိဆိုတော့ကျွန်တော်အမြင်ကပြောတရုတ်အစိုးရတရုတ်နိုင်ငံသားတွေနိုင်ငံကြီးတမပီတာဘူးရှိမရှိဒီကောင်တွေကဒီလိုမျိုးတခိုးချဖို့အချင်းဗီဇရှိကြတယ် တခိုးစိတ်တခိုးချံတခိုးချံတခိုးချံရှိကြတယ်ဘာလို့စဉ်းစားကြည့်ခဏစဉ်းစားကြည့်မယ်ဆိုရင်ဒီကဒါဒါတွေကဒါတွေရှင်းပြောရင်တော့မြန်မာအစိုးရနဲ့သူသဘောတူတာစကားပြောရမယ်ဒီလိုမျိုးတခိုးချံတခိုးချံနဲ့ခိုးရပါတည်းစီလက်ခံတဲ့နိုင်ငံဖြစ်တယ်သူတို့ကသူတို့ရက်တည်နေတာတော့ဒါတော့ကျွန်တော်တို့လုံးဝဟိုကြည့်ရတာစပွဲစုတာပေါ့ဆိုတော့ပုံနဲ့ပြောရင်တော့ကျွန်တော်တဲ့ပဲမေးရတယ်နော်တိတ်ပါခိုးရပါတည်းစီလက်ခံနိုင်တယ်လက်ခံတဲ့တခိုးနိုင်ငံလားလို့ကျွန်တော်မေးရမှဖြစ်နေတယ်အဲ့လိုမေးရမှဖြစ်နေတယ်မေးရမှဘူးနော်မေးရမှဖြစ်နေတယ်နော်တဲ့ကခိုးရပါပစ္စည်းတွေကိုလက်ခံတဲ့တခိုးလက်ခံနိုင်ငံဖြစ်နေရလားကျွန်တော်ဒီမေးရမှဖြစ်နေတယ် ဒါဆိုရင်တရုတ်နိုင်ငံနိုင်ငံကြီးသားနိုင်ငံနိုင်ငံကြီးတနိုင်ငံနိုင်ငံကြီးကိုသူ့ကိုသူဂုံတိကရှိတဲ့နိုင်ငံကြီးရရှိချက်နိုင်ငံကြီးလို့ပြောရင်တကယ်တော့ဂုံတိကနိုင်ငံရှိတဲ့နိုင်ငံဟုတ်ရလားတခိုးလက်ခံနိုင်ငံဖြစ်မနေဘူးလားဆိုတော့မေးကုန်ကျွန်တော်မေးရအောင်အဲ့တော့ပြီးတော့တခါ TNL ကလည်းဒီတိုင်းပဲခဏဘန်လူကြီး TNL ရဲ့သူရေးရှိမှာသူ့ရဲ့လက်နက်လူသူအားစားနေရခါခရမ်းလိုအပ်ချက်ဒါတွေအတွက်ပတ်စံလိုတယ်ပတ်စံလိုတော့တရုတ်တွေပဲရောက်ဖို့တော့ကြောက်ထုတ်ခိုင်းတယ်ပြောရရင်နောက်ဆုံးမှာပါလို့ဆိုတော့ သူတို့ပြောတဲ့ဒီမိုကရေစီတို့ဖက်ဒရယ်တို့လူ့ခွင့်ရေးတို့ဘာလို့ညာတန်းတူညီမျှရေးလို့မဟုတ်ဘဲနဲ့ကိုကျိုးစည်းဝါးဆိုတာတဖြည်းဖြည်းနဲ့ပုံမပေါ်လာဘူးလို့ဆိုတော့မိကုန်မယ်အဲ့တော့မှဒီမိုကရေစီတို့ဖက်ဒရယ်တို့ပြောနေသေးတယ်ဆိုရင်အစိအနာရှင်ချုပ်ကြီးတို့ပြောနေသေးတယ်ဆိုရင်အဲ့ဒါသိရတယ်ပြည်သူလူထုကိုဘာလို့ညာလဲဆိုတော့ဟိုပြည်သူလူထုကိုအယူတွေလို့ထင်ပြီးတော့နားလေပားရိုက်နေတာပဲအဲ့ဒါကိုလည်းတချို့တွေကယုံနေသေးတယ်ဆိုတော့ယုံတဲ့သူလည်းမှားနေတာပဲ ဒီကြောင့်မင်းများတော့အခုဆိုရင်ပေါ့နော်တရုတ်နိုင်ငံကကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှဒီရောင်းချတဲ့ပစ္စည်းတွေမှသမားကိုလက်ခံပေးနေတယ်ဆိုတဲ့ပုံစံမျိုးတွေဆွဆွဲပြောဆိုနေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။အဓိကအနေနဲ့သူတို့အခုဆိုရင်လာရှိုးမျိုးရရှိပေးတဲ့အချိန်မှာပဲဆရာကိုပေါ့နော်အာခံပြီးတော့မှအကောင်လန်စုမဲ့ဖြစ်မျိုးကိုကြုံတွေ့ရတော့မှဆိုတာမတိပြန်တဲ့ခုလိုမျိုးအောက်ခြေကနေပြီးတော့မှပေါ်ပန်းလေးဆိုပြောဆိုနေတာကိုချီချမ်းဖြစ်မှတ်ချက်ခင်ပါတယ်ဒီကောင်တွေကတရုတ်ရပြန်ပြီးတော့မှပြပေးခြင်းနဲ့ခိုင်းမလားဆိုတာတော့ကျွန်တော်တို့ဆောင်ချက်မှာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့တင်တယ်လေးကိုဖျားပေးတဲ့အနေနဲ့ ပြည်သူတွေနဲ့ဒီစီဝံကွမှုတွေဖြစ်အောင်ပါနော်။သူခွက်သက်ရှိုတန်နီလန်တွေစတိုက်ဆိုသလိုပြောဆိုမှုတွေလှုပ်ဆောင်လာတာဖြစ်လို့ကျွန်တော်ပြည်သူတွေအနေနဲ့ကတော့ TNL ရဲ့ပြသတဲ့ရည်တည်ချက်နဲ့သူကျွန်တော်ဟုဆိုရင်ရှေ့ကိုသွားဖို့လိုအပ်နေတာဖြစ်ပြီးတော့မှ TNL တင်ပိုက်ထားတဲ့နေရာတွေတတ်တော်များများမှာဆိုရင်တော့ပါနော်။စစ်ကောင်စီအနေနဲ့ဘူးကျက်တက်ခတ်မှုတွေစတိုက်ဆိုသလိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မာဗျူအမြောက်စစ်စင်ရေးတွေနဲ့ကြာရီကိုပြတ်စော်ရမယ်ဆိုပြတော့မှအားထောင်ပြောဆိုနေတဲ့ဒီအပါတာကိုကြီးဆိုတဲ့ပေါ့နော်ငနေရဲ့ဗီဒီယိုလေးကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်မတ်တမ်းလို့ကျင့်သုံးနေတဲ့ဥတ္တဖဗျူဟာလို့ကျင့်သုံးနေတာဥတ္တဖဗျူဟာဆိုတော့ဆရာကြီးမင်းတိန်ခါရဲ့ရမ်းပြောင်ပြောင်းခဲ့တဲ့ဇက်ကောနော်စာပလင်နင်းမောင်ကျင့်သုံးခဲ့တဲ့ဗျူဟာဥတ္တဖဗျူဟာဆိုတာကိုယ့်တဲ့အင်အားကြီးတဲ့အင်အားများတဲ့လူတွေကိုတိုက်တဲ့နေရာမှာအသုံးပြုတဲ့ဗျူဟာနော်ကိုကြီးဦးမှာပြောကိုကြီးငငယ်တော့ဘူးလူရှင်ဖြစ်ကိုယ့်တဲ့အင်အားများတဲ့ရောက်ဆယ်ရောက်ရှိတဲ့ ယူကိုကိုကိုရောတောင်းရမယ်နဲ့ဝင်ချမယ်ဆိုလို့ရှိရင်ခံရမှာသေးတာလေကိုဘက်က mess less အချောင်း20နဲ့ကွာဒီဘက်က6ချောင်းနဲ့ဘလို့မြမှာလေကိုကတလုံးထိုးလို့ရှိရင်ကိုဘက်ကတလုံးလုံးပြပြထိုးနော်ဟုတ်ပြီလားအဲ့ဒီခါကျလို့ရှိရင်ဥပမာပြူဟာဘယ်နေရာမှာအတုံးဝင်လဲဆိုလို့ရှိရင်အဲ့ဆယ်ယောက်ထဲမှာဇောချွာဆုံးနော်အမိုက်ဆုံးခေါင်းဆောင်အဲ့ထဲကရွေးလိုက်အဲ့ထဲကခေါင်းဆောင်ဇောချွာမှနေဆိုတဲ့အကောင်ကိုအဲ့ဆယ်ယောက်ထဲကိုဝင်သွားပြီးအဲ့ကောင်ကိုတဲ့ပြီးထုဒါဆိုလို့ရှိရင်တဲ့တဲ့ကိုယောက်ကရှယ်ပြီးရှယ်အောင်ရှယ်အောင် ။ဘာကြောင့်လဲဆိုတော့သူတို့တဲ့မိုက်တဲ့ကောင်ကိုသူတို့စိတ်ထဲမှာအတော်ဆုံးအမိုက်ဆုံးဆိုတဲ့အကောင်ကိုစတီးခံရပြီဆိုလို့ရှိရင်ဘာမှလို့ကြောင့်ဘယ်လိုလုပ်လဲဆိုတဲ့အတွေ့အကြုံဝင်တဲ့အဲ့ဒါဥဒ္ဓဖပြောတာ။မတ်တမရော KIA ကြောင့်ဘာလို့အပြီးလော်လဲဆိုတော့ KIA ကလက်လက်အင်အားလူအင်အားနဲ့နော်ဝိဇိတနာအင်အားအရင်တောက်တင်းတဲ့အဖွဲ့အစည်းအတော်တင်းဆုံးအဖွဲ့အစည်းကိုပြောလို့ရတယ်။ဝါရုကိုကန်တို့ကလက်လက်အင်အားမတောက်တင်းလို့တောက်တင်းတယ်သို့တော်များလည်းဒီကောင်ဒီဝါရုကိုကန်တို့ကမတ်တမရောရဲ့ရေရှည်လက်တွဲလာတဲ့နော် သဘုံအဖွဲ့စည်းနော်လက်နက်ကိုင်အဖွဲ့စည်းအဲ့တော့မဟာမိတ်အဖွဲ့စည်းလို့လည်းပြောလို့ရဟိုအချိန်တလုံးစီမြို့ပေါ်ပြန်လာတယ်သူကသူပြန်ပြည်နေသွားတာဟုတ်ပြီလားအဲ့တော့ KIA ကိုစော်လို့ရှိလို့ရှိရင် KIA အသိခံရပြီလို့ရှိလို့ရှိရင်မင်းအေးပဲစကုံတုံးပြီးသူကပြီးသွားတယ်ဟုတ်ပေါ့ဒါပုံမဲအဲ့တော့မတ်ကပ်လို့ကြီးကဘုဒ္ဓဘာဘူဟာကိုတုံးပြီးတော့တကယ်နိုင်ငံတော်မှာအစိုးဆုံးဆိုတဲ့ကောင်အပီးတိတ်ကြလိုက်အပီးတိတ်ပါအပီးတော့နော်သူရတဲ့ဘက်အေးဆိုတဲ့ကောင်လည်းစကုံတုံးသွားနေမယ်သူကမင်းမြင်လို့ရှိရင်မင်းသိသွားတယ်ကွာ အဲ့ဥပမာပြောရမယ်ဘာလို့တိုင်းပြည်ကမကြင်ငင်းနေတော့အခုတော်ရတော်ချက်တွေကလည်းကွာဒါမှတက်မတော်ကွာဆိုပြီးငါတို့ကရဲရဲတော့အပေးနေတဲ့အချိန်နော်ဖြစ်နေအဲ့တော့မင်းတို့ကောင်နေပြီးတော့အခုဆိုမများတယ်နော်ငါတို့လှည့်ရောက်ဒီဘောမှာတော့တော်တော်လေးကိုလေ့ကျင့်နေတာနော်ကျွန်တော်တို့တော်လိုင်းတက်ဖို့ဝင်နေတဲ့မှာအင်အားကြီးဆုံးဆိုပြီးတော့မှအားလုံးတည်ထားတဲ့ကြဲရီကိုဖြုတ်ပြမယ်ဆိုပြီးတော့မှကြွေးကြော်ထားတာဖြစ်ပြီးတော့မှကြဲရီကိုဖြုတ်လိုက်တာနဲ့အချမ်းနဲ့ဒီတော်လိုင်းတက်ဖို့တွေဟာဆိုရင်တော့ နေကြောက်သွားမယ်ဆိုရဲပေါ့နော်အထာမျိုးတွေအထိပြောဆိုလာတော့တွေ့ရပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဘမောပြီးတော့မှဖားခန်းစားတဲ့နေရာတွေတာတွေမှာစစ်ကောင်စီနေနဲ့စစ်ကြောင်းထိုးမှုတွေလှုပ်ဆောင်နေပြင်မဲ့ ျွန်တော် KI PDF ပုံသဖို့ပုံနဲ့နေပြီးတော့မှနောက်ဆက်ရှင်းလင်းမှုတွေလုပ်ဆောင်နေတာမလို့ဒီကောင်တွေကတော့ကြာဆုံးများစွာရှိနေတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဒီဘောမတွေအနေနဲ့ကတော့အခုချိန်ထိပေါ့နော်လင်းနေပဲအနယူနေတာပြုမမြေပြမဆိုတော့ကျွန်တော်တော်လိုင်းသဖို့ပုံနဲ့နေပြီးတော့မှမျိုးစာဖြစ်ပြောင်းလဲပေးနေတာမို့လို့ကျွန်တော်ဒီကချင်ပြည်နယ်မှာဆိုတော့စကောင်စီသဖို့ပုံနေဘယ်နေမှာထပ်ပြီးတော့မှပေါ့နော်မျိုးစာပုံလိုက်ကြီးဖြစ်လာမလဲဆိုတော့ကျွန်တော်ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ bullet ဆွဲရနေပြီးတော့မှာအင်္ဂလိပ်တွေကသာသနာဖြစ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်ဆွဆွဲပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်ဟောင်းကောင်ပါဗျာဗုဒ္ဓရဲ့တပ်တော်တွေကိုလီလံပစ်တယ်အဲ့ဒါဘသူကလောကရဲ့နှစ်ပေါင်း130လောက်က British colony လက်ထက်မှာအိန္ဒိယအကုသိနာယောနီအဲ့အင်္ဂလိပ်ရရှိကြတာတူးသွားတူးပြီးတော့ဘုရားဘုရားဗုဒ္ဓရဲ့တပ်တော်တွေဟုတ်မဟုတ်စစ်မစစ်ကိုဒီ radiation နည်းနဲ့စစ်လိုက်တော့ဒါဟုတ်နေတယ် ဟိုနတာအင်တာဖို့တန်တဲ့တတ်တော်မှုကြောင့်အဲ့ဒါကိုဟောင်ကောင်မှာလီလံပြတဲ့မနေရနော်လို့ပြတော့အိန္ဒိယလန်ကန်ကွက်တာတို့တို့ကုတင်တိုင်းဟောတာဗုဒ္ဓတတ်တော်တွေဖြစ်တယ်ဒါလီလံပြတာတော့မသိမှာဘူးဆိုလမ်းပြောတော့လီလံပွဲပြတ်သွားတယ်ဆိုတော့အင်္ဂလိပ်ဆိုတာနော်တို့တို့ရဲ့ဗုဒ္ဓဘာသာရဲ့အမွေနစ်ကိုတော့မတူဖို့ပြီးတော့ဒါလီလံပြပြီးရောင်းစားတဲ့တောင်မျိုးနော်ဒီဒီရှာရီကနော်မြန်မာပြည်လည်းကာတုန်တတီရင်တန်းနေခါတယ်အင်္ဂလိပ်သိမ်းပြီးတော့နှစ်နှစ်ပဲကြာတယ်ညာအဲ့ဒီ အပထူဘက်မှာရွှေရင်းကိုဟိုမှာကန်ထရိုက်ပေးလိုက်တာဂျာမနီကိုကန်ထရိုက်ပေးတာအင်္ဂလိပ်ကအဲဂျာမန်မိုင်းတွင်းဆိုတာကုတိရှိတယ်အဲ့ဒါရဆွဲကြည့်လိုက်တော့အင်ပီတာနဲ့နှစ်နှစ်ပဲကြာတယ်အဲ့မိုင်းတွင်းကိုလီလံပြစ်ပြစ်တာအင်္ဂလိပ်ကတော့ဘလောက်တရားရဆက်လဲတော့ဒါမြအဲ့ဒီအိန္ဒိယပြည်ကကုတိနိုင်ကဟာလာဗုဒ္ဓတတော်မူတော်တွေကိုတူတူပြီးတော့သူတို့အားစင်မြေဆက်လက်စင်ကမ်းပြီးတော့တင်းတင်းထားတာအခုမှရောင်းတာသူတို့မြည်လုံးတဲ့ကောင်ရောင်းတာ ရောင်းတာခေါင်းကောက်မှာသွားရောင်းလေးလန်းတင်တာဒီတဲ့ခါကျတော့အိန္ဒိယတီးပြီးတော့လှိုက်လှိုက်ပြီးတော့ကန့်ကွက်လိုက်တယ်ကန့်ကွက်လိုက်တော့ခုရက်သွားတော့အိန္ဒိယလည်းကျေးဇူးတင်ဖို့ကောင်းတယ် ဘူလလာဆိုပြောထားတဲ့အတိုင်းဆိုရင်တော့ပေါ့နော်အင်္ဂလိပ်တွေကနေပြီးတော့မှဘူဒါရဲ့တက်တော်မွေးတော်တွေကိုလေလံပစ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့သူတို့အနေနဲ့ကတော့ဒီအင်္ဂလိပ်တွေကနေပြီးတော့မှကျတော့မြန်မာနိုင်ငံတွေကိုလက်ခက်ဆက်ဆက်ဖျက်ဆီးခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေထိပေါ့နော်ပြောဆိုထားတာပြီးတော့မှတကယ်တမ်းကျတော့တေချာတွေးကြည့်မယ်ဆိုတော့ဒီအင်္ဂလိပ်တွေကနေပြီးတော့မှလုပ်ခဲ့တဲ့အမှုရာတွေဟာဆိုရင်ကျတော့ဒီစစ်ကောင်စီကနေပြီးတော့မှပြည်သူလူထုတွေပုံမှာပြုမှုခဲ့တဲ့အကျင့်တွေထက်ပေါ့နော်ပိုပြီးတော့မှတာလွန်နေတယ်ဆိုတော့ကျတော့ညင်လို့တော့ရတာမဟုတ်ဘူးအခုဆိုရင်စစ်ကောင်စီအနေနဲ့ နောက်လျှောက်ကျွန်တော်ပြည်သူတွေကိုလေကြောင်းတိုက်ခတ်မှုတွေဘုံကျဲမှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပြီးတော့မှပြည်သူတွေကိုစာနာထောက်ထားမှုမရှိဘဲနဲ့ပေါ့နော်ငလင်မိတဲ့အသိနေတဲ့ကြားထဲကနေပြီးတော့မှတပ်ဖြတ်ပြနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီနယ်ချက်ရဲ့မကောင်းမှုတွေကိုကြုံတွေ့ခဲ့ပေမဲ့အခုဆိုရင်နယ်ချက်တဲ့ပို့ပြီးတော့မှပေါ့နော်ဆိုတဲ့ဒီ physical ဝါးတွေကိုကျွန်တော်တွေ့နေရတာမလို့ဒါတွေကိုလည်းပြင်ရှင်ဖို့ခုဆိုရင်ဝယ်ဝင်စူးစမ်းနေကြတာဖြစ်ပြီးတော့မှ2025ကို2026 မစတင်ခင်မှာပဲစစ်ကောင်စီနဲ့သူတို့အပေါင်းပါလူသူစုတွေကိုဖြိုချဖျက်ဆီးမယ်ဆိုပြီးတော့မှအားလုံးကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်ရဲ့လွတ်လပ်ဖခင်ကြီးလို့ပေါ့နော်တင်စားဖို့ရတဲ့ဘူချောင်းအောင်ဆန်းအားဆိုရင်အဂရိလိုက်စားတဲ့လူဆိုပြီးတော့ပေါ့နော်ဆွဆွဲပြောဆိုလိုက်တဲ့မြို့ဆွဲဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဘူချောင်းအောင်ဆန်းဂျပန်ပြည်ကပြန်လာကစားကုံတယ်ကြီးတွေကဒင်နာဖိတ်ပြီးကြွေးတယ်ဘူချောင်းအောင်ဆန်းကြွက်ချီတော်မူလာတယ်စကားပြောတယ် ြောပြီးတဲ့အချိန်မှာဂျပန်ပြည်ကနေဘာမှရမလာသေးတဲ့အတွက်ဒီလိုဟင်းနေအများကြီးနဲ့ထမင်းဝိုင်းကိုကြုံမစားဘူးဗျာလို့ပြောပြီးထပြန်သွားတယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာအောက်ကနားထောင်နေတဲ့ပေသက်ကလက်ကုတ်တန်တွေတပြောင်းပြောင်းပေါ်ဗျာတိတ်တော်တဲ့ဘူရောက်ဆန်းပါလားတိုင်းမျိုးတအားချစ်တဲ့ဘူချုပ်အောင်ဆန်းပါလားညလာစားပွဲကြီးတော်မှာထားရခဲ့တဲ့ဘူချုပ်အောင်ဆန်းပါလားဆိုတဲ့အတွေးတွေနဲ့ လက်ခုတ်တန်ညံတာပေါ့အဲ့ဒီလိုမျိုးတွေလော်ကြတဲ့အခါကျတော့လေဒီလိုအမှန်တရားတွေကိုကျွန်တော်ပြောပြလာတာပါဟုတ်ပြီဂျပန်ပြည်ကပြန်လာတဲ့အချိန်မှာဗမာပြည်လွတ်လပ်ရေးမရသေးလို့ထမင်းမစားဘူးဆိုရင်ဂျပန်ကိုတိုက်နေတဲ့အချိန်မှာလေအိမ်တလုံးကိုလက်လာဘအဖြစ်နဲ့အဂတိအဖြစ်နဲ့လက်ဆောင်အဖြစ်နဲ့မယူနဲ့ပေါ့ဗျာ ။ထမင်းစားပွဲဤတော်မှာထပြီးတော့ထွက်သွားတဲ့ဘူချုပ်ကခင်းွက်ဒီအများကြီးကိုထားပြီးတော့ထွက်သွားတဲ့ဘူချုပ်အောင်ဆန်းကအိမ်ကြီးတလုံးလုံးကြတော့อยู่ตราบยาอู้บ่ย่องซันปยาได้บาลูกนำเม็ดตับพี่พ่นทาได้เอ้ปยาได้ไอ้เอ็งไอ้ปยาได้หาบูจกอองซันละซ้าแก่เด้บูจกอองซันอกฤษไล่ซ้าแก่เด้สู่ราโก အထင်ရှားဆုံးပြနေတဲ့တတ်သေးပါပဲပြောရဲတယ်နော်မဟာမိတ်တွေနဲ့ဘုံဝီနေဝဲဥဆောင်ပြီးတော့ရန်ကုန်ကိုတင်လိုက်တယ်တင်လိုက်ပြီးဆိုတဲ့အကြောင်းသတင်းထုတ်ပြန်တယ်ဘုံဝီနေဝဲကလည်းလက်မှတ်ထိုးပေးလိုက်တယ်အဲ့ဒါကိုဆရာသမားကိုအောင်ဆန်းကသူ့ကိုမဆောင်ရကောင်းလားသူ့နာမည်မပါရကောင်းလားဆိုပြီးတော့ဘုံဝီနေဝဲပေါ်မှာအမျက်တော်ရှာတယ်ဒေါသဖြစ်တယ်စိတ်ဆိုးတယ်ရန်ကုန်ကိုသူရောက်လာတဲ့အချိန်မှာကြိတ်မယ်ဗောဗျာ ဘုံမွေးနေဝင်ကိုချိန်မယ်ပေါ့အဲ့ဒီချိန်မှာဘုံမွေးနေဝင်ကသူ့မှာအိမ်နှလုံးရှိနေပါတယ်အိမ်နှလုံးတွေကတလုံးကိုဘုကျုပ်ဘုကျုပ်မှာတော့နေစရာအိမ်မရှိတဲ့အတွက်ဒီအိမ်လေးကိုယူထားပါလို့ပြောတဲ့အချိန်မှာဂျပန်စီကလွတ်လပ်ရေးမရသေးဘူးနော်ထမင်းစားဝိုင်းကြီးကိုထထွက်သွားတဲ့ဘုကျုပ်အောင်ဆန်းကထမင်းကွာဂျပန်စီကလွတ်လပ်ရေးတော့မရသေးဘူးငါဓာတ်ရီယူစရာလားအမင်းငေါ့ဓာတ်ရီလာပေးစရာလားတခုံးမပြောပါဘူး ဘုံမကြီးနေဝင်ပေးတဲ့အိမ်ကိုဘိုလ်ချုပ်အောင်ဆန်းကကြည်ကြည်ပြူပြူလိုလိုလာလာလွယ်လင့်တကူပဲလက်ခံယူလိုက်ပါတယ်ဒါရီယာလက်လွတ်စပယ်ပြောနေတာမဟုတ်ပါဘူးအခိုင်မာရှိခဲ့တဲ့အဖြစ်ပြက်တွေပါတမိုင်းမှန်နေပါအဲ့ဒီတော့ဗျာတကယ်မဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေ ਨੇ လုံနေရင် အယောင်တွေတင်ပေးနေတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြမှန်နေဟုတ်တကယ်သိတဲ့ကျွန်တော်တို့တွေကလည်းပြော့ပြဖြစ်နေမှာပါဏိကုံးချုပ်ရရင်ဗိုလ်ချုပ်တွေလက်စားတယ်ဆိုရင်တေးကြပါလေရှေ့ဆောင်လမ်းပြကဗိုလ်ချုပ်အောင်ဆန်းပါပဲဗိုလ်ချုပ်အောင်ဆန်းလက်စားခဲ့ပါလေအဂတိလိုက်စားခဲ့ပါလေ ဒီကောင်ကလည်းပေါ်တော်တော်နဲ့ပေါ့နော်မူချော့အဆန်းကိုအခုဆိုရင်တမိုင်းလိုက်ပြီးတော့မှအဂရိလည်းစခဲ့တယ်ပြီးတော့မှဒီအချင်းပြစ်ချစားတယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုထားတာဖြစ်တယ်အဒီကအနေနဲ့ကတော့ပြည်သူတွေကနေပြီးတော့မှစစ်ကောင်စီနဲ့ဒီမူချော့ပေါင်းပါတယ်ဆိုရင်ကျွန်တော်တို့ခက်စစ်စစ်ပေါ့နော်လက်ဆမှုတွေနဲ့တိုင်းပြည်ရောစခဲ့တယ်ဆိုပြီးတော့ပြောဆိုလာတဲ့ပုံမှာကျွန်တော်တို့ပြည်သူတွေချဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့နိုင်ရှင်ပြီးတော့မှမျှော်လင့်မျှော်စားပြောဆိုထားတာကိုတွေ့ရတယ်ပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေအနေနဲ့ကတော့တမိုင်းလိုက်ပြီးတော့မှသူတို့အရင်ကရွှေတီးဆောင်ခဲ့တဲ့အရာတွေပြောမယ်အခုဆိုရင်ကျွန်တော်တို့ ဒီပြည်သူတွေချေရတဲ့ပေါ့နော်နိုင်ငံကောင်းဆောင်တွေကိုဝိုင်းဝန်းထိုးနေတာတွေလွတ်ဆောင်ပြီးတော့မှဒီတမိုင်းတရားခံဖြစ်အောင်လွတ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှဒီလိုဘောမအောက်တန်းစားတွေကိုလည်းတခါတဲ့အမုံချိန်ဖို့လိုအပ်နေတယ်ဆိုတဲ့အကြောင်းလည်းပြသနေတာပဲဖြစ်ပါတယ်ပြည်သူတရားလုံးအနေနဲ့အခုလိုမျိုးခေခဲပြီးတော့မှကျွန်တော်တို့တော်လန်ရဲ့အထွတ်ထိပ်ရောက်နေတဲ့အချိန်မှာဝိုင်းဝန်းစူးစမ်းရတဲ့ကျွန်တော်တို့တော်လန်ရဲ့တပ်ဖွဲ့ဝင်တွေကိုရဲအနေနဲ့ပူးပေါင်းပါဝင်ကြပါဆိုလို့ပြောရတဲ့ ကျွန်တော်ဒီနေ့နေခင်မတဖြစ်ဗီဒီယိုကိုဒီတောင်မှာပဲဆုံးသတ်ချင်ပါတယ်။စဆုံးကြည့်ရှုပေးကြတဲ့မြပပြည်သူများလုံးထူးချီးဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့ကြိုဝင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။